အားလုံးမင်္ဂလာပါကျွန်တော်ရေဟော်ရပိုင်းရဲ့ channel နေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကပကြီဆွဲရတာကိုဝါသနာပါတဲ့ခလေးတယောက်ပါတနေ့တော့ចောင်းကိုသွားတဲ့လမ်းမှာကျွန်တော်ကိုအမြဲနိုင်ခြင်းနဲ့ဖတ်တီးနဲ့送ခဲ့တယ်သူကကျွန်တော်အနားကိုကတ်လာတယ်ကျွန်တော်အင်ကြီးကော်လံကိုဆွဲမြောက်ပြီးအာပုံနဲ့နန်းနဲ့ပါဇက်ကြီးနဲ့ကျွန်တော်နာမည်ကိုခေါ်ခဲ့တယ်ကျွန်တော်လည်းကြောက်ပြုံးလေးနဲ့ပြုံးပြခဲ့တယ် ်အခုလဲကျွန်တော်ကိုကျောင်းကိုပြေးသွားခိုင်းတယ်ပြီးတော့ကျွန်တော်စပိန်ကိုကားလာရလမ်းမပေါ်ကိုပြစ်ထားလိုက်တယ်ကားကျိတ်သွားတော့ကိုကြည့်ပြီးသူကရည်နေတယ်ကျွန်တော်လဲအိမ်ကိုငိုပြီးပြန်လာရတယ်အိမ်ရောက်တော့စိတ်ညစ်ညစ်နဲ့ကျွန်တော်စပိန်လေးကိုပုံလူဆွဲနေခဲ့တယ်ခဏအကြာအမေကအိတ်ဖို့လာပြောခဲ့တယ်ဟုတ်ကဲ့အမေလို့ပြန်ဖြေပြီးအမေဒီဘောပန်လေးကအမေဝယ်ပေးထားတော့လား အယန်းကိုကောင်းတယ်လို့ပြောတော့သူမကပြုံးပြပြီးတကားပိတ်သွားတယ်။နောက်တော့ကျွန်တော်လည်းတဏီကုံပင်မလာတာနဲ့အိပ်ပျော်သွားခဲ့တယ်။ညကအိတ်ကောင်းတာနဲ့မနဲ့ចောင်းသွားဖို့နောက်ကျခဲ့တယ်။စီးကရစပိန်ကလည်းမရှိတော့ចောင်းကိုပြေးသွားရမယ်လို့တွေးရင်အင်းရှိတကားကိုဖွင့်လိုက်တော့အင်းရှိမှာစပိန်အစ်စ်ကလေးတစ်စီးကိုတွေးခဲ့တယ်။စပိန်အဟောင်းနဲ့တထရာတဲ့တူတယ်။ညကဆွဲလိုက်တဲ့ပုံများ ပြင်ထွက်လာတာလားလို့တွေးရင်ចောင်းနောက်ကျနေတာနဲ့ဘာမှမတွေးတော့ပဲចောင်းကိုပဲအမြန်သွားခဲ့တယ်။တော်ပါသေးတယ်အတမ်းဆခင်9မိနစ်လိုလောက်မှအခန်းကိုရောက်သွားခဲ့တယ်။ညကစိတ်ကူးနဲ့ဆွဲတဲ့ပုံလေးတကယ်ဖြစ်လာတယ်လူတရဆောက်လေးကိုထုတ်မကြံတော့ဖတ်တီးလို့ရဲ့အဖွဲတွေကအောင်းအောင်ဆိုတဲ့កောင်ရောက်လာတယ်။သူကကျွန်တော်ကိုပုံပုံဆွဲခိုင်းခဲ့တယ်။သူ့ရဲ့တငငချင်းဖတ်တီးကိုစားဖို့တဲ့။မြင်လိုက်တာနဲ့ကြောက်ရအောင်တဲ့ပုံမျိုးကိုဆွဲခိုင်းခဲ့တယ်။အစားတော့ကျွန်တော်လည်းဘလို့ပုံကိုဆွဲရမလဲစဉ်းစားနေတော့ ဖက်တီးရဲ့ယူပုံကကြောက်ရကောင်းနေတော့သူ့ပုံကိုအနေငယ်ကွန်ပြီးဆွဲပေးလိုက်တယ်။နောက်တော့ကျွန်တော်ပုံပုံဆွဲပြီးသူ့ကိုပေးလိုက်တယ်။သူကဖက်တီးရဲ့ပေါင်းမီတွေကိုတွားထည့်လိုက်တယ်။ဒီလိုနဲ့အတန်းချိန်ပြီးတော့ဖက်တီးရဲ့အိမ်ကိုပြန်သွားတယ်။သူအိမ်ရောက်တော့တီဗီကြည့်နေတော့ပေါင်းမီတွေမှာတခုခုရှိနေတာကိုသတိထားမိသွားတယ်။နေ့လေကအောင်လာပေးတဲ့စာရွက်ကိုသူအမှတ်ရသွားတယ်။အဲ့ပုံကိုသူထုတ်ကြည့်လိုက်တယ်။အဲ့ပုံကိုကြည့်ပြီးသူကြောက်စိတ်တွေဝင်လာတယ်။ ဇာရွက်ကိုလုံးပြီးအဝိပ္ပီတို့ရှေ့ကိုပြစ်ထားခဲ့တယ်။နောက်တော့အဝိပ္ပီတို့ကြီးတဲ့ကလှုပ်လာခဲ့တယ်။သူလည်းကြောက်စိမ့်နဲ့အဝိပ္ပီတို့ကိုဖွင့်လိုက်တော့သောနာကပုံတွေကကြောက်ရကောင်းတဲ့လူသက်သမားကဗီတို့တဲကနေထွက်လာခဲ့တယ်။သူလည်းကြောက်စိမ့်ကြောင့်မှင်းသေးသေးနေခဲ့တယ်။လူသက်သမားကပြောတယ်။လူသားနဲ့လှုပ်ထားတဲ့ကိမ့်မုံလေးစားအောင်မလားတဲ့။သူလည်းတရက်ကလုံးချောင်းအောင်ဩခဲ့တယ် ကျွန်တော်စိတ်ကူးထဲမှာအဲ့လိုတွေးပြီးပုံကိုတရှာဆွဲနေခဲ့တယ်။နောက်နေ့ចောင်းကိုရောက်ရင်ဖတ်တီးကိုကြောက်တော့အောင်ပြမယ်လို့တွေးထားတယ်။ဒါပေမဲ့ဖတ်တီးကတော့ဘယ်တော့မှចောင်းတက်နိုင်တော့ဘူး။ဤသလန်းလေးကတော့ဒီမှာတင်ပြီးပါပြီ။ပြိသက်တို့လည်းဒီလိုစောက်လေးရရင်အမြင်ကတ်တဲ့သူတွေကတော့ပုံဆွဲမယ်မဟုတ်လား။ကျွန်တော်ရဲ့ horror story လေးတွေကိုနှစ်သက်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကြပါအောင်ညော